အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းလေးကိုကြည့်ရမယ်ဆိုရင်တော့ Sporting Lisbon ရဲ့တိုက်စစ်မှု Victor Jokeres တယောက် Club သင်းကထွက်ခွာဖို့အတည်ပြုကြေညာခဲ့ပြီးနောက်ဥရောပထိပ်တန်း Club သင်းတွေအားလုံးကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းလျက်ရှိနေပြီဖြစ်ပါတယ် Victor Jokeres က Sporting Lisbon ကို200တီလာရောက်ကစားခဲ့ပြီးတော့ ပွဲပေါင်း102ပွဲမှာ69ဂိုးထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်တယ်ဖီတာယိုကရက်စ်တွေနဲ့လက်ရှိမှာတော့သူ့ရဲ့အနာဂတ်ဘာဖြစ်မလဲမသိပေမဲ့ထိတ်တန့်ကလပ်အသင်းတစ်သင်းကိုတော့ပြောင်းရွှေ့ဖို့စဉ်းစားထားတယ်လို့သူကဆိုထားပါတယ်အက်တလက်တီကိုမက်ဒရစ်အသင်းကလည်းသူတို့ရဲ့နောက်ခံလူမိုလီနာကိုရောင်းထုတ်มาဖြစ်သလိုတစ်ဖက်မှာလည်းအာဂျင်တီးနားတိုက်စစ်မှုအန်ဂယ်ကိုရယ်လာလည်းအသင်းကထွက်ခွာပါပြီမက်ဆီကန်ကလပ်အသင်းကိုကိုရယ်လာကပြောင်းရွှေ့သွားဖို့သဘောတူညီမှုရရှိထားပြီးနောက်မိုလီနာကလည်းပရီးမီယာလိဂ်ကနျူကာ စေ United အပါဝင် Juventus ဘိုးမအသင်းတွေက ပေါင်တန်း30လောက်နဲ့ခေါ်ဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ် Inter Milan အသင်းကတော့ Real Madrid အသင်းကထွက်ခွာလာပြီးဖြစ်တဲ့အသင်းကောင်းဆောင် Luka Modric ကိုဆက်သွယ်ထားပါတယ်အသက်39နှစ်ပဲရှိတဲ့ Luka Modric ဟာ Madrid မှာနောက်ထပ်တရာတီဆက်နေဖို့ နီလန်းဆောင်နဲ့ကျိုးပန်းခဲ့ပေမဲ့ရီယယ်မက်ဒရစ်အသင်းကလူငယ်တွေနဲ့အစားထိုးဖို့အတွက်မိုဒရစ်ကိုထွက်ခွာခွင့်ပြုခဲ့တာပါလက်ရှိမှာတော့အင်တာမီလန်အသင်းကလူကာမိုဒရစ်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ဆွေးနွေးလျက်ရှိပြီးဖြစ်တယ်ရီယယ်မက်ဒရစ်အနေနဲ့လူကာမိုဒရစ်နေရာမှာအစားထိုးဖို့အတွက်ပါရီစိန့်ဂျာမိန်အသင်းရဲ့ဝင်လေကစားမဗတိညာကိုဆက်သွယ်ထားပါတယ်ဝူဖာဟန်တန်မှာကစားခဲ့ပြီးတော့လက်ရှိဥရောပအကောင်းဆုံးကစားသမားတွေထဲတစ်ယောက်ဖြစ်တဲ့ဗတိညာကိုမိုဒရစ်နေရာမှာအစားထိုးဖို့ပါရီစိန့်ဂျာမိန်ကိုဆက်သွယ်မှု ြုလုပ်ထားတဲ့ကြောင်းမာကာကဖော်ပြထားတာပါ ACIA တန်အကြောင်းကာလာရှိချာနားနေတဲ့မထရီရဲ့နောက်ခံကစားမအက်ဒမီလီတောင်တယောက်လေ့ကျင့်ခန်းပြန်ဆင်ပြီးတော့ကလပ်ဝေကပ်ပြိုင်ပွဲကိုပါဝင်နိုင်မှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဂျာဗီလွန်ဆိုကိုမရမထရီကတင်းလာနေမှာနီးပြဖြစ်တရားဝင်ခန့်အပ်ကြေညာခဲ့ပြီးနောက်မီလီတောင်ကသူ့ရဲ့ခံစစ်ပိုင်းပွဲအရေးပါမဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ကာလိုအန်ချယ်လိုတီကလည်းလက်ရှိမှာဘရာဇီးလ်ရဲ့ရွေးစဉ်အသင်းကိုရောက်ရှိလာပြီးဖြစ်ပါတယ်။အန်ချယ်လိုတီကဘရာ ဇီးလ်သင်းနဲ့နှစ်နှစ်စာချုပ်ချုပ်ဆိုထားပြီး2026ထိကမ္ဘာဖလားပြိုင်ပွဲကိုကင်တွယ်သွားမှာဖြစ်လို့မကြမီမှာသူ့ရဲ့လူစင်းကိုထုတ်ပြန်တော့မှာဖြစ်တယ်လို့ဆိုထားပါတယ်။ဘာစလိုနာအသင်းရဲ့အန်ဇာထရိုက်တာနဲ့တာဝန်ရှိသူတွေကလက်ရှိကိုယ်မမအန်ဒရီတက်စတီကန်ရဲ့ပေါ်ဖော်မန့်ကိုသူတို့ဘက်ကစောင့်ကြည့်ရရှိတယ်။တက်စတီကန်ကဒုတိယခွဲစိတ်ကူတာပြီးနောက် ပြန်လာချိန်မှာအရင်လို performance မျိုးပြသနိုင်ခြင်းမရှိတဲ့အတွက်လူရဒီမှာအပြောင်းလဲလုပ်ဖို့သူဘက်ကပြင်ဆင်ရရှိတယ်။လက်ရှိမှာ White Chelsea ကိုတနည်းသက်တမ်းထပ်တိုးထားပေမဲ့ club ဘက်ကလူငယ်ဂိုးသမားတယောက်ကိုခေါ်ဖို့ကြိုးပမ်းနေပြီးတော့ Espanyol ရဲ့ Spain ဂိုးသမား Juan Garcia ကိုအဓိကပြစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။ Barcelona အသင်းအနေနဲ့ မာကက်စ်ဝက်ရှုကိုခေါ်ယူသွားဖို့ကိုလက်လျှော့တော့မှာဖြစ်ကြောင်းအယ်နာစီယိုနဲ့တရင်ကပေါ်ပြလျက်ရှိတယ်အထူးသဖြင့်မာကက်စ်ဝက်ရှုကိုလောက်ခလာစာမြန်မာမှုရဲ့ရက်ဖိုးရဲ့ပြောင်းရွှေ့ခြင်းတန်း၄၀ကိုပေးချေလို့ခြင်းမရှိဘဲအခြားပြစ်မှတ်တွေကိုပဲပြောင်းလဲခေါ်ယူပွဲရှိကြောင်းဆိုထားတာပါဘာဆိုနာအသင်းဘက်ကအခုလောလောဆယ်မှာယမားကိုကျွန်းနံပါတ်၁၀ပေးပြီးတဲ့နောက်မှာကလပ်ရဲ့လောက်ခလာစာအများဆုံးရမယ့်ကစားသမားအဖြစ် တက်တန်းထက်တိုးမှာပါ အသက်19နှစ်ပဲရှိတဲ့လမ်မီယမားကို18နှစ်ပြည့်တဲ့အချိန်မှာ 6နှစ်စာချုပ်ချုပ်ဆိုပြီးတော့1ဘီလီယံရောချီစာချုပ်နဲ့ကာလရှိချာတက်တန်းတိုးပြီးလောကလာစာကိုလည်းအမြင့်ဆုံးဖြစ်မဲ့လာစာမျိုး ပေးအပ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Serie A club ကိုမိုအသင်းရဲ့နီးပြား Sex Fabregas ကို Roma အသင်းကဆက်သွယ်ခဲ့တယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Fabregas ကိုထိတ်တန်း club အသင်းတွေကဆက်သွယ်ခဲ့တယ်လို့ Liverpool ကကြိုးပမ်းမှုကိုပယ်ချခဲ့ပြီးနောက် Fabregas က Roma ကိုပါထပ်ပြီးပယ်ချပွဲရှိကြောင်းနဲ့ ကိုမိုမာဆက်နေပွဲရှိကြောင်းဆိုထားပါတယ်။ဘိုင်လီဗာကူစင်ကလည်းအရစ်တဟာကိုနီးပြသိဖြစ်ခံလိုက်ပါတယ်။အရစ်တဟာကိုနှစ်နှစ်စာချုပ်နဲ့ခံပြီးတော့ဂျာဗီအလွန်ဆိုနေရာမှာအစားထိုးခဲ့တာဖြစ်ပြီး တဟကတော့လက်ရှိလူစင်းကိုကျင်းနေကြောင်းနဲ့သူ့အနေနဲ့ဘွန်ဒက်စလီကာမှာအောင်မြင်မှုတွေရအောင်ဆွမ်းဆောင်သွားမယ်လို့ကတိပြုထားပါတယ်။မန်ယူနိုက်တက်ကအခုလက်ရှိမှာကိုမအန်ဒရီအူနာနာကို ရောင်းချမယ်စင်းနဲ့ထည့်သွင်းထားတယ်။အင်တာမီလန်အသင်းကနေယူရို50နဲ့ခေါ်ထားခဲ့တဲ့အန်ဒရီအူနာနာညမှာ AC Milan ရဲ့ပြင်သစ်ကိုသမား Mike Maignan ကိုအဓိကပြစ်မှတ်ထားနေတာပါ။စောပိုင်းတော့ကပိုတူကိုသမား Diogo Costa အပါအဝင်အခြားကိုသမား၂ယောက်ကိုပြစ်မှတ်ထားပေမဲ့လက်ရှိမှာတော့ပြင်သစ်လည်းရွေးစဉ်အသင်းရဲ့ကိုသမားလည်းဖြစ်တဲ့ Serie A ရဲ့အကောင်းဆုံးကိုသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ Mike Maignan ကို ိုနာနာနေရာအစားထိုးဖို့ရည်ရွယ်ထားတာဖြစ်တယ်။တစ်ချိန်တည်းမှာဆိုဒီယာရေးတရားရဲ့တန်တက်လာတဲ့ကလပ်ဖြစ်တဲ့ NEO FC အသင်းကအိုနာနာကိုပေါင်း35သန်းနဲ့ခေါ်ဖို့ကံလန်ထားမှုတွေရှိတယ်ဆိုပြီးတော့ Sunday Mirror ကဖော်ပြထားပါတယ်။အိုနာနာကတော့သူ့အနေနဲ့ United မှာဆက်နေချင်ကြောင်းနဲ့ဆိုဒီကိုပြောင်းဖို့ဆန္ဒရှိပေမဲ့ဒီအပြောင်းအရွှေ့အတွက်ဆိုဒီကလပ်အသင်းကတော့ကြိုးပမ်းလဲရှိတာပါ။ Manchester United ကလက်ရှိမှာ post season tour အနေနဲ့အာရှကိုလာရောက်ခြေစမ်းပွဲကစားဖို့ရှိတဲ့အချိန်မလေးရှားနိုင်ငံ င်ငံ Kuala Lumpur မြို့မှာမေလ28ရက်နေ့မှာ ASEAN All Star အသင်းနဲ့ကမ်းမယ်မေလ30ရက်နေ့မှာတော့ဟောင်ကောင်မှာဟောင်ကောင်အသင်းနဲ့ကံပိုးရှိတဲ့အချိန်ကစားသမားတွေအားလုံးကဒီခီးစဉ်ကိုသွားဖို့ဆန္ဒမရှိကြကြောင်း Athletic FC ကပေါ်ပြလာပါတယ်။တရားစီလုံးပွဲပေါင်း60ကြိုကစားခဲ့ပြီးမှ Man United ကအဲ့ပွဲစဉ်နှစ်ပွဲအတွက် American Dollar 10သန်းရရှိမှဖြစ်တဲ့အတွက်ကစားပတွေကသွားရောက်ကစားတဲ့အပေါ်ကိုစိတ်ပြည့်လျက်ရှိကြောင်းပေါ်ပြထားတာပါ။တစ်ချိန်တည်းမှာပဲ Napoli သင်းရဲ့ Axa Director Manna က Alejandro Garnacho ကိုသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Garnacho ဟာ United အသင်းရဲ့ Post Season Tour မှာပါဝင်သွားခဲ့သူဖြစ်ပြီးတော့ Garnacho ရဲ့ Agent ဖြစ်သူနဲ့ နာပိုလီတို့ကြားမှာဆွေးနွေးမှုပြုလုပ်နေပြီးတော့ပေါင်တန်း40နဲ့အသက်20ရွယ်ရှိတဲ့အာဂျင်တီးနားတောင်ပံကစားသမားကိုခေါ်ဖို့မျှော်လင့်လျက်ရှိတယ်။မန်ချက်စတာယူနိုက်တက်ကတော့သူတို့ရဲ့တောင်ပံကစားသမားအတွက်အနည်းဆုံးတန်း60လောက်ထိတာဂက်ထားနေတာလည်းဖြစ်ပါတယ်။ချိန်ထဲမှာပဲမန်ချက်စတာစီးတီးရဲ့ကွင်းလယ်ကစားသမားရူဒရီကိုကိုရယ်မက်ဒရစ်စိတ်ဝင်စားလာတဲ့အပေါ်စီးတီးကတုံ့ပြန်လိုက်တယ်။ဘာလို့တော့ဆိုရှင်ရူဒရီကိုရယ်မက်ဒရစ်ကလိုချင်ရင် ဂျူပါလင်ကန်အပြင်ပြောင်းရွှေ့ချေးပေးမှပဲလက်ခံစဉ်းစားမယ်ဆိုပြီးတော့စီတီကတုံ့ပြန်ခဲ့တာဖြစ်ပြီး ရူဒရီဟာရောင်းရမယ့်ကစားမမဟုတ်ကြောင်းကြေညာခဲ့တယ်။ဒီအတွက်ကြောင့်ရဲမတွေ့ကလည်းဒီပြောင်းရွှေ့ကိုလက်လျှော့သွားခဲ့တယ်လို့စပိန်မီဒီယာတွေကဖော်ပြလာပါတယ်။မန်ချက်စတာစီးတီးက FIFA ရဲ့ Club World Cup ပြိုင်ပွဲရဲ့လူစင်မှာအသင်းကောင်းဆောင်ဟောင်းခိုင်ဝိုကာကိုထည့်သွင်းထားခြင်းမရှိဘဲရောင်းထုတ်မှာဖြစ်ကြောင်းကြေညာထားပါတယ်။ဝိုကာဟာပြီးခဲ့တဲ့ဒုတိယရာသီဘက်မှာ AC Milan အသင်းကိုအငားနဲ့ပြောင်းရွှေ့သွားခဲ့သူဖြစ်တယ်။ ပေါင်ကားတန်းနဲ့အပိသက်ဝယ်ယူခွင့်ရှိပေမဲ့မီလန်ကသူ့ကိုခေါ်ဖို့ဆန္ဒမရှိတဲ့အတွက် Manchester City ကိုပြန်ရောက်လာမှာဖြစ်တဲ့ဒါပေမဲ့လည်း Pep Guardiola က Kyle Walker ကိုရောင်းထုတ်ဖို့ရှိပြီးညာနောက်ခံလူတစ်ယောက်ဘယ်နောက်ခံလူတစ်ယောက်ကိုအစားထိုးခေါ်ယူသွားမှာဖြစ်ကြောင်းဆိုပါတယ် Man City အနေနဲ့ Jack Grealish ကိုပေါင်တန်း40နဲ့တန်း50ကျားသတ်မှတ်ထားတယ် Grealish ကိုနွေရာသီမှာသူတို့ရောင်းထုတ်ဖို့ရှိလို့ Wayne Rooney, Bernardo Silva နဲ့အသင်းကထွက်သွားပြီးဖြစ်တဲ့ De Bruyne တို့ကိုလည်းအစားထိုးမဲ့ကစားသမားတွေကိုရှာဖွေမှာဖြစ်ပြီး City က Grealish ကိုဒီနွေရာသီမှာအပီးတိုင်ရောင်းချဖို့နဲ့အငါးက ကိုတော့ထွက်ခွာခွင့်ပြုမှာမဟုတ်ဘဲ ပြောင်းရွှေ့ချေတန်း90လောက်ထိတာဂက်ထားနေတာပါချက်စီတင်ကတော့ဥရောပချန်ပီယံလိဝင်ခွင့်ရရှိခဲ့ပြီးနောက်ခန်းစစ်ပိုင်းကိုစတင်ပြင်ဆင်ဖို့လုပ်ပါပြီချက်စီတင်ကသူတို့ရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ Crystal Palace ရဲ့အသင်းခေါင်းဆောင် Mark Gehi ကို2021ခုနှစ်ကထွက်ခွာခွင့်ပေးခဲ့ပြီးနောက်လက်ရှိမှာတော့တန်း60နဲ့ပြန်ခေါ်ဖို့လုပ်နေပါတယ်ဒီလမှာကစာချုပ်တစ်နှစ်ပဲကြာရှိပြီးတော့ Newcastle အပါအဝင် Tottenham နဲ့အသင်းများစွာစိတ်ဝင်စားပြီးချက်စီကသူ့ရဲ့ agent ကိုဆက်သွယ်ထားပြီးအသင်းကို ပြန်ခေါ်ဖို့ကြိုးပမ်းနေသလို အချို့ report တွေမှာ Chelsea နောက်ခံလူ Trevor Chalobah ကိုပါအလိုက်ပေးကမ်းလမ်းသွားဖို့ရှိကြောင်းဆိုပါတယ် Chelsea သင်းကတိုက်စစ်ပိုင်းအတွက်အခုလောလောဆယ်မှာ Joao Pedro အပါအဝင် Victor Gyokeres နဲ့ထိတ်တန့်တိုက်စစ်မှုတွေကိုဆက်သွယ်ထားတယ်အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Top Bolley နဲ့ Adbaley ကတေးကြပေါက်တိုက်စစ်မှုတရားဝယ်ပြပေးမယ်ဆိုပြီးတော့ဂရိပြုထားခဲ့ပြီးနောက် Chelsea ကတိုက်စစ်မှုတေရှာပုံတော့ဖွင့်နေပြီဖြစ်ပါတယ် Chelsea သင်းနေနဲ့အခုလောလောဆယ်အနေထားရဂိုဒမနေရာကိုတော့အပြောင်းလဲလုပ်ဖို့စ န္ဒမရှိကြောင်းနဲ့ လက်ရှိဂိုးသမားတွေကအကောင်းဆုံးဂိုးသမားကိုနံပါတ်1ရွေးချယ်ဖို့ပဲစဉ်းစားထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ချယ်ဆီကရောဘတ်ဆန်ချက်ရဲ့ဖီလီယိုကင်ဆင်နဲ့ပက်ထရိုဗစ်တို့၃ယောက်ထဲကပဲနံပါတ်1ဂိုးသမားအဖြစ်ရွေးချယ်နိုင်တယ်လို့ဘယ်ဂျီယံလူငယ်ဂိုးသမားတစ်ယောက်လည်းခေါ်ထားတဲ့အတွက်ကိုယ်မအသိခေါ်ယူမှုကိုတော့လှုပ်ဆောင်တော့မှာမဟုတ်ကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ Tottenham Hotspur အသင်းရဲ့လက်ထောက်နီးပြ Ryan Mason ဟာအသင်းကထွက်ခွာသွားမှာဖြစ်ပြီးတော့ Championship Club West Brom အသင်းကိုတွားရောက်ကင်တွယ်တော့မှာပါ။ West Brom န်ကသူ့ရဲ့နီးပြကိုထုတ်ပယ်ခဲ့ပြီးနောက် Ryan Messing ကိုဆက်သွယ်ထားပြီးသူ့ရဲ့နီးပြအသစ်ဖြစ်ခံအပ်ဖို့ကြိုးပမ်းနေတာပါ Tottenham Hotspur ကအသင်းကောင်းဆောင် Yu Min Sung ကို2026ထိစာချုပ်ချုပ်ဆိုထားပေမဲ့ တတန်းတိုးဖို့မတိကြဘူးဒါပေမဲ့ဆိုဟာဒီယာဒီမာလည်းအသိန်းကောင်းဆောင်ဖြစ်ဆက်ရှိမှာဖြစ်ပြီးစပါတင်နဲ့နောက်ထပ်ဒီယာဒီဆက်ရှိမှာဖြစ်ကြောင်းကြေညာထားပါတယ်ထော်တန်ကလက်ရှိမှာတိုက်စစ်မှု Richardson ရဲ့အခြေအနေကိုစောင့်ကြည့်နေစေပါလူယာဒီမာ Richardson ကိုရောင်းထုတ်သွားနိုင်ပွဲရှိလို့သူ့ရဲ့ club ဟောင်းဖြစ်တဲ့ Everton အသင်းကလိုချင်နေသလိုဒီချိန်ထဲမှာပဲ Saudi Arabia club အသင်းတွေကလည်းစပါကသားပေါင်းကိုစိတ်ဝင်စားတယ်လက်ရှိမှာတော့စပါက Richardson ကိုရောင်းထုတ်ပြီးတာနဲ့ Jack Grealish နဲ့ Ryan Chikri တို့ကစားသမားတွေကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းမယ်လို့ Daily Express ကဖော်ပြထားတာပါ Liverpool အသင်းရဲ့အသင်းကောင်းဆောင် Virgil van Dijk က Champions Supla ကင်ရောက်ခဲ့ပြီးနောက်ယာတီတက်မှာ Liverpool ဟာကြီးမားတဲ့နွေရာသီပြောင်းလဲမှုတွေကိုတွေးရမယ်လို့ဆိုလိုက်ပါတယ်လက်ရှိမှာတော့ Liverpool က Jeremy Frimpong ကိုခေါ်ယူထားပြီးဖြစ်တဲ့ဘုံဘောက်ရဲ့ဘယ်နောက်ခံကစားမ Milos Kakic ကိုလည်းသဘောတူညီမှုရရှိထားပြီးဖြစ်ပြီးတော့ Bayer Leverkusen ရဲ့ကိုယ်လှယ်ကစားမ Florian Wirtz ကို ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိပြီးယူရိုတန်တရာကျော် package နဲ့ကမ်းလှမ်းထားပြီးနွေရာသီမှာလီဗာပူးဟာကြီးမားတဲ့အပြောင်းအလဲတွေကိုတွင်းပြီးရတော့မှုရှိပါတယ်လီဗာပူးရဲ့ဂိုးသမားဖြစ်တဲ့မမဒက်ချ်မီကလည်းဗလန်စီယာအသင်းကနေတရားဝင် ပြောင်းရွှေ့လာပြီးဖြစ်တဲ့အတွက်အရန်ဂိုးသမားခဲလာဟာတယောက်အသင်းကထွက်တော့မှာပါလက်ရှိမှာတော့လီဗာပူးအသင်းရဲ့တတိယဂိုးသမားဖြစ်သွားမဲ့ခဲလာဟာကအသင်းပြောင်းဖို့ပြင်ဆင်နေပြီးတော့ ပေါင်25တန်းနဲ့လီဗာပူးကသူ့ကိုရောင်းချမှာပါနော်ဒန်ဖောရက်စ်ကလည်းလီဗာပူးရဲ့လူငယ်နောက်ခံကစားပါဂျာရက်ကွန်ဆာကိုဆက်သွဲထားပါတယ်ဒီစားမောင်းကိုလီဗာပူးကရောင်းဖို့စဉ်းစားထားသလိုအသက်22နှစ်အရွယ်ရှိတဲ့အင်္ဂလန်လူငယ်ကစားမောင်းအတွက်ဖောရက်စ်ကတန်း20လောက်နဲ့ခေါ်ဖို့ဆန္ဒရှိနေတာပါအာစနယ်သင်းရဲ့အကစားထရိုက်တာအန်ဒရီးယားဘာတာကပြီးခဲ့တဲ့ရပိုင်ကအေစီမီလန်သင်းရဲ့တောင်ပံကစားမောင်း Rafael Leão နဲ့တွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းဖော်ပြလာတယ်။အသက်25နှစ်အရွယ်ရှိတဲ့ဒါပေါ်တူဂီတောင်ပံကစားသမားကိုယူရို185တန်းရောချီစာချုပ်မီလန်ကချုပ်ဆိုထားတာဖြစ်ပြီးတော့ Chelsea အသင်းနဲ့အပြိုင် Arsenal အသင်းကလည်းဒီသမားကိုခေါ်ဖို့ဆန္ဒရှိနေတာပါ။ Arsenal ဟာတစ်ချိန်တည်းမှာပဲ Brighton အသင်းရဲ့တောင်ပံကစားသမား Carlo Mitroma ကိုလည်းဆက်သွယ်ရရှိတယ်။ဒီသမားကို Bayern Munich အသင်းကချဉ်းကပ်လေးရှိတဲ့ချိန် Brighton ကတန်းရှစ်စလောက်ထိသတ်မှတ်ထားတဲ့အတွက်မီထိုးမားကလည်းအာဆယ်ရဲ့နောက်ထပ်တောင်ပန်ကစားမပြတ်မှအဖြစ်ရပန်းစားရရှိတာပါအာဆယ်သင်းရဲ့ကိုယ်သမားဒါဗီရာယာကို Real Madrid အသင်းကအနာဂတ်မှာထိပိုးခေါ်ထွားနေရအစားထိုးဖို့ရည်ရွယ်လက်ရှိတယ်29နှစ်သားကဒီယာဒီမာ back to back ဒါ Premier League ရဲ့အကောင်းဆုံးကိုယ်သမားစုကိုရရှိခဲ့တဲ့တိုင်အောင် မဒရစ်ကစိတ်ဝင်စားတဲ့အတွက်အာစနယ်ကလည်းဂိုးသမားတယောက်ပြန်လဲစောင့်ကြည့်လေရှိတယ်။လက်ရှိမှာအာစနယ်သင်းစောင့်ရှိတဲ့သူကအသက်32နှစ်အရွယ်ရှိတဲ့သူ့ရဲ့ဂိုးသမားဟောင်းအမ်ဘီမာတီနက်စ်ဖြစ်ပြီးတော့ဒီကစားသမားကို2021ခုနှစ်ကအာစတန်ဗီလာကိုတန်း30နဲ့ရောင်းချခဲ့ပြီးတော့ဒီရဒီမှာထွက်ခွာမဲ့အမ်ဘီမာတီနက်စ်ကအာစနယ်ရဲ့ ရီဒါထဲမှာပါဝင်နေတယ်လို့ဖော်ပြလာပါတယ်။ဘိုင်မြူနစ်အသင်းကတော့ Florian Wirtz ကိုခေါ်ယူဖို့လက်လျှော့ခဲ့ပြီးနောက် Christian Bale တောင်းပန်ကစားမှာ Eze ကိုကမ်းလှမ်းထားပါတယ်။အသက်26နှစ်ပဲရှိတဲ့ Eze တို့ကပေါင်း65တန်းနဲ့ဘိုင်ယန်ကခေါ်ဖို့ပြင်ဆင်ထားပြီးပြီးခဲ့တဲ့နွေရာသီတုန်းကလည်းဒါသူတို့ရဲ့တောင်းပန်ကစားမှာ Michael Olisey ကိုခေါ်ခဲ့သလိုမျိုး Eze ကို Bayern ကချိုးပန်းနေတာပါ Champion League ဝင်ရောက်ရှင်ပြိုင်ခွင့်ရသွားတဲ့အတွက် Newcastle က Alassana Isak ရဲ့ Santo Tonali နဲ့ Bruno Guimaraes တို့၃ယောက်စလုံးကိုစက်ထိန်ထားတော့မှဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ကြောင်း David Onsen ကဖော်ပြလာပါတယ်။တစ်ဖက်မှာတော့ Newcastle ကသူတို့ရဲ့ဝါရစ်နောက်ခံလူဒန်ဘန်းကို2029ခုနှစ်ထိနောက်ထပ်တစ်နှစ်သက်တမ်းထပ်တိုးပြီးတော့အသင်းမှာစက်ထိန်ထားလိုက်ပါပြီ။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကြဆဲပါ။အားလုံးကျေ 就这么来。